အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ နော်လေဘဘူးတင်ရဆိုလို့ရှိရင်ပရီးမီးယားလိပွဲစဉ်34အနေနဲ့ Tottenham Hotspur အသင်းကိုကျွန်တော်တို့အင်ဂရင်းအန်ဖီမှာလက်ထံချိပိုင်တစားရမှာလည်းဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင် Twilight Dine နဲ့ Thomas Bramer ကတာဝန်ယူပြီးတော့တိုင်တယ်သွားမှာလည်းဖြစ်ပါတယ်။ကျွန်တော်တို့လေဘဘူးတင်နဲ့ဒီ Tottenham Hotspur အသင်းတို့အနေနဲ့ဆိုလို့ရှိရင်ဒီအသင်းမှာကျွန်တော်တို့ဒါစတုထားမြောက်တွေ့ဆုံတဲ့ပွဲလေးဖြစ်တယ်။အရှိ3ချိန်မှာတော့လားဆိုလို့ရှိရင်လည်းကျွန်တော်တို့မတူညီတဲ့ပုံစံတွေအနေထားနဲ့ကျွန်တော်တို့အချိန်ချင်းတွေ့ဆုံတွေ့ရတဲ့နှစ်သင်းလည်းဖြစ်တယ်။တွေ့ဆုံတွေ့တဲ့3ပွဲစလုံးမှာဆိုလို့ရှိရင်လည်းရလပိုင်း ရနှသိမ်းချမှာကွာဟမှုတွေရှိတဲ့ဗိမဲ့လဲပွဲအရာတအရာဆိုလို့ရှိရင်တော့ဖြောပြင်းမှုတစ်ခုမဟုတ်တစ်ခုကိုဘေးဆွနိုင်တဲ့ပွဲစဉ်တွေလို့ကျွန်တော်တို့ပြောလို့ရတယ်အခုတစ်ခါတွေးဆုံတဲ့ပွဲစဉ်ကတော့ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့ Liverpool အသင်းအတွက်ရှေ့တွေးဆုံတဲ့၃ပွဲထပ်ပို့ပြီးတော့အတိတ်ပဲရှိမဲ့ပွဲလို့လည်းပြောချင်တယ်ဘာလို့လဲဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဒါရလတ်တစ်ခုအမှတ်တစ်ခုကိုရယူနိုင်မယ်ဆိုလို့ရှိရင်ဒါ Liverpool အသင်းအနေနဲ့ကျွန်တော်တို့အကြိမ်20မြောက် Premier League Champion ဖြစ်မဲ့ပွဲလို့ပဲကျွန်တော်တို့ပြောလို့ရတယ်ပြီးသွားလို့ရှိရင်နောက်ထပ်အ သတင်းတော်တစ်ခုအနေနဲ့တော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပြိုင်ဘက်ဖြစ်နေတဲ့အာဆင်နယ်အသင်းက Crystal Palace အသင်းကိုပေါ့နော် Premier League ပွဲစဉ်34ပွဲကျူတစားတဲ့အနေထားမှာဆိုရင်တော့ဒူတူးဆိုတဲ့ရလနဲ့တေးရလထွက်ပေါ်တဲ့အတွက် Liverpool အသင်းအနေနဲ့တော့ဒါငကိုတုံးတော့အနိုင်ရမှ Premier League ဖလာရမယ်အနေထားကနေ Tottenham Hotspur အသင်းကိုအင်ကွင်းမှာတေးရလတမတ်ရအောင်ယူနိုင်ယုံနဲ့ပဲဒါ Premier League စုဖလာကိုပေါ့နော်ကျွန်တော်ဒီ Super Sunday မှာရယူနိုင်မယ်အနေထားတွေရှိလာတဲ့အထိတော်တော်လေးတော့အခြေအနေတောင်းလာတဲ့အတွက်ဒီပွဲစဉ်တော့ဒါပြော ောရမယ်ဆိုလို့ရှင်လီဗာပူးပိတ်သက်တွေအတွက်တကယ်စောင့်ကြည့်ရမယ်စောင့်မျှော်နေတဲ့ပွဲစဉ်တစ်ပွဲလို့လည်းကျွန်တော်တို့သုံးသပ်လို့ရမယ်ပေါ့နော်ဒီနေ့အနေနဲ့ဆိုလို့ရှင်လက်ရှိမှာလီဗာပူးသင်္ကြန်ဒီနေ့ပွဲစဉ်နိုင်လို့ရှင်ဒါမှမဟုတ်လို့ရှင်အမတ်ဒါစုဆောင်းနိုင်တယ်မယ်ဆိုလို့ရှင်ပရီးမီးယားလိချန်ပီယံဖြစ်မယ်တစ်ဖက်မှာတော့ဒါတော်တန်ဟော့စ်ပါအသင်းကဒီရသင်းမှာတော်တော်လေးမတည်ငြိမ်မှုတွေဖြစ်နေပြီးတော့လက်ရှိမှာအဆင့်16နေရာမှာအမတ်38နံပါတ်နဲ့ပေါ့နော်အဆင့်16နေရာကဒီဝက်ဆမ်ထက်တမတ်အသာနဲ့အတူနေနဲ့ယက်တည်နေတဲ့အနေအထားမှာရှိတယ်သူတို့အနေနဲ့ဆိုလို့ရှင်အမတ်တွေအဆင့်တွေထပ်တက် ဖို့လည်းအများကြီးဘာမှမျှော်လင့်စရာမရှိတော့ဘူး။အာဒါပေမဲ့လည်း Premier League တန်းဆင်းမဲ့နေထားတာနေလည်းမဖြစ်နိုင်တော့တဲ့နေထားဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာတော့သူတို့ဘလို့ပုံစံနဲ့တစားလာမလဲဆိုတဲ့ဟာတော့စိတ်ဝင်စားဖို့တောင်းနေ။တစ်ဖက်မှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ဒါ Europa League မှာအခုဆိုလို့ရှိရင် Semi Final အထိတက်လန်းနိုင်လေပြီဆိုတဲ့နေထားမှာတော့ကျွန်တော်ထင်ပြောရင်သူတို့အနေနဲ့ Europa League တော့အများကြီးပိုပြီးအာရုံစိုက်ပြီးတစားလာမယ်နေထားမှာရှိနေ။ Liverpool သင်းနေနေတော့ဒါဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တကယ်အင်ပြစ်အားပြင်းနဲ့ ဆက်ပြီးတော့တစားလာမယ်အနေထားရတော့ကျွန်တော်တို့မြင်တွေ့နေရတယ်ပေါ့နော် live update အနေနဲ့ဆိုလို့ရှိရင်တော့ဒါကျွန်တော် Liverpool သင်းနေနဲ့ကအသင်းရဲ့အတက်အတောင်တင်းဆုံးပုံစံနေနဲ့ပဲဆက်ပြီးထွက်လာမယ်။နည်းနည်းစောင့်ကြည့်စရာလိုတာတော့ဒါကျွန်တော်တို့ရဲ့ right back နဲ့ left back အနေထားပေါ့။ right back မှာဆိုလို့ရှိရင် corner Bradley ပဲပွဲဆက်ပြီးထွက်လာမလား။ဒါမှမဟုတ်လို့ရှိရင်ပြီးခဲ့တဲ့ပွဲစဉ်တော့အနိုင် grow twin ယူပေးခဲ့တဲ့ဒါကျွန်တော်တို့ရဲ့အဓိကပင်တိုင်းညာနောက်ထန်လူတစားသမားဖြစ်တဲ့ Trent Alexander အလိုပဲပွဲထွက်လာမလားဆိုတာတော့ကျွန်တော်ပြောလို့မရသေးဘူး။ဘယ်နောက်ထန်လူနေရာမှာလဲထုံးစံတိုင်းပဲ။ သူရပြိုင်ပြီးပို့ပြီးညံ့နိုင်မလဲဆိုတော့ပြိုင်နေရလို့တော့ပြောလို့ရတယ်ကျွန်တော်ဆီမီတက်စ်နဲ့အန်ဒီရောဘတ်ဆန်တို့နှစ်ယောက်ထဲတော့ဘယ်သူပွဲထွက်လာမလဲဆိုတဲ့ဟာကျွန်တော်နည်းနည်းစောင့်ကြည့်ဘူးလို့တယ်ဂရင်းလန်ဒါတို့ထုံးစံတိုင်းမှာကျွန်တော်တို့ဒရာဗန်ဘတ်မက်ထရလစ်စတာဆိုဘောစလိုက်မထွက်လာမယ်ရှေ့တန်းမှာဆိုလို့ရှိရင်တော့ဒါလက်ရှိအနေထားရဆိုလို့ရှိရင်တော့ဆာလာရအပင်တိုင်းနေထားမှာရှိမယ်ဘဲတောင်မန်နေရာမှာဆိုလို့ရှိရင်တော့ဒါလူးဝစ်ဒီအက်စတာပွဲထွက်လာဖို့ရှိမယ်နေထားမှာရှိနေပြီးတော့ထောင်တိုက်စစ်နေရာမှာတော့ဂျူတာပြန်ပြီးပွဲထွက်လာမလားဆိုတဲ့ဟာတို့စောင့်ကြည့်ဘူးလို့တယ်ခရိုဒီတာပုံနေနဲ့ဆိုလို့ရှိရင်နောက်ပိုင်းပွဲစဉ်တွေမှာ င်ရာကနေပြန်လည်သက်သာလာပြီးတဲ့နောက်ပိုင်းမှာတော့ခြေစွမ်းကတော်တော်လေးကိုကျဆင်းသွားတဲ့အနေအထားမှာရှိနေသလိုဒီရာသီကုန်လို့ရှိရင်အသင်းကနေပြောင်းရွှေ့မယ်လို့ကျွန်တော်တို့သတင်းတွေထွက်နေတဲ့ Darwin Nunes အနေနဲ့ဆိုလို့ရှိရင်လည်းပေါ့နော်သူအနေနဲ့ကျွန်တော်တို့ Liverpool တင်းကိုပြောင်းရွှေ့လာတော့ကသူ့ရဲ့ transfer စာချုပ်ထဲမှာပါလာတာကဒါအမပေးပွဲကုန်90ပြည်အောင်တော့စားနိုင်မယ်ဆိုလို့ရှိရင်သူ့ရဲ့အသင်းအဟောင်းကို Liverpool တင်းကဒါပေါင်9သန်းထိပေးရမယ်အနေအထား bonus ရှိတယ်။သူ့လက်ရှိမှာ49ပွဲရှိနေပြီဆိုတဲ့အတွက်သူတို့တစားကွင်းဆက်ပြီးပေးမလားမပေးမလားဆိုတဲ့ဟာတော့ကျွန်တော်တို့ဘယ်လောက်ထိ Liverpool သင်းတွေနဲ့ပတ်တီဖြစ်လဲဆိုတော့ကျွန်တော်လည်းစောင့်ကြည့်ကိုလုံးမယ်လို့ထင်တယ်ပေါ့နော်ဒေါက်တာဟော့စပါအသင်းရောလီဗာပူသင်းရောနှစ်သင်းစလုံးကလက်ရှိနေထားရတော်တော်လေးကိုတန်ရာတွေဂင်းစင်နေတဲ့နေထားပါရှိလီဗာပူသင်းနေနေဆိုလို့ရှင်ထိုင်းလာမော်ဒန်တို့ဂျိုကိုမတ်ဆိုလောက်ပဲတန်ရာလာပြဿနာရှိနေပြီးတော့ဒေါက်တာဟော့စပါအသင်းဆိုလို့ရှင်လဲဆွန်ဟောင်မီနဲ့ဒရာဂိုဆန်လောက်ပဲရှိဒီနေထားတာကျွန်တော်တို့ဒီ EFL ကမှာတွေ့တဲ့တုန်းကနှစ်သင်းရဲ့လူစင်းရင်းနေပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်တော်တော်လေးကြွားချမှုရှိတယ် တ EFL ကမှာတော့ Tottenham Hotspur ဆိုလို့ရှိရင်နောက်တန်းမှာတကယ်လို့စားသမားတွေမရှိတဲ့အနေထားဒါပေမဲ့အခုလက်ရှိမှာတော့သူတို့ရဲ့တကယ်ကိုသမားရာစာပေါ့နော်ကိုသမားဆိုလို့ရှိရင်သူတို့ရဲ့ first line ကိုသမားဖြစ်တဲ့ February ကိုလည်းပြန်တောင်းလာပြီပြီးသားလို့ရှိရင် center back အတွဲဖြစ်တဲ့ Van de Van နဲ့ Romeo တို့ရာစာပြန်ပြီးတော့တောင်းလာနေထားမှာရှိနေပြီဒါပေမဲ့အတွဲဖက်ကတော့လက်ရှိအနေထားရတော်တော်လေးယုံကြံနေရတဲ့အနေထားပေါ့နော်ဒီကတော့သူတို့ရဲ့အဓိကအသင်းတော်ဆောင်လည်းဖြစ်သလိုတိုက်စစ်တက်စားသမားဖြစ်တဲ့ Son Heung-min ကတော့ဒီနေ့ပွဲစဉ်မပါဝင်နိုင်တဲ့အနေထားဖြစ်တဲ့အတွက်သူတို့အနေနဲ့ဒါတိုက်ဆက်မှာပဲနည်းနည်းအားနေနေနေထား ောင်ရှိပဲကျန်တဲ့အနေထားရတော့ on paper လူစင်းရတာတိတ်ပြီးမစိုးလာဘူးဒါပဲမဲ့ပွဲအတွင်းမှာအရင်ပွဲစဉ်တွေတုန်းကခြေစွမ်းပိုင်ရတော့တော်တော်လေးလိုအပ်ချက်ကြီးမားတဲ့အနေထားရလို့မြင်တွေ့နေရတယ် ဒီနှစ်သိန်းရဲ့ head to head သမိုင်းကြောင်းရဆိုလို့ရှိရင်ဒါက Premier League ပထမအကြော့ပေါ့နော်ကျွန်တော် Liverpool အသင်းအနေနဲ့ away win ပွဲစဉ် Spurs အင်ဂွဲမှာတွားရောက်ရှင်ပြန်လစားတဲ့နှုန်းလားဆိုလို့ရှိရင်ကျွန်တော်တို့6-3ဆိုရရလက်နဲ့ကျွန်တော်တို့ away win မှာဖြစ်ဖြစ်သားသားအနိုင်ရတဲ့အနေထားလိုမျိုးတွေ့ရရတယ်။ EFL Cup မှာနှုန်းကလည်းပထမအကြော့မှာနှုန်းကကျွန်တော်တို့1-0နဲ့ရှုံးရင်းလေပြီးတော့ဒါဒုတိယအကြော့ Liverpool သင်းရဲ့ Ingrain FV မှာနှုန်းကတော့4-0ဆိုရရလက်နဲ့ကျွန်တော်တို့ဖြစ်ဖြစ်သားသားပြန်ပြီးတော့အနိုင်ရခဲ့တဲ့အနေထားလိုမျိုးတွေ့ရရတယ်။အဲ့ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Sala ာကတော့စပါသိန်းနဲ့တွေ့ဆုံရတဲ့ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်တော်တော်လေးခြေစွမ်းပြပြီးတော့ဂိုးတွေသွင်းနိုင်တဲ့အနေအထားမှာမြင်တွေ့ရတယ်။ပြီးသားလို့ရှိရင်မှတ်မဲ့ရပဲနောက်ထပ်ခြေစွမ်းပြနိုင်တဲ့လက်စားသမားတွေတော့ဒါဆိုဘောစလိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီ၃ပွဲမှာဆိုလို့ရှိရင်လည်းနှစ်ဂိုးထိအတူနေနဲ့သွင်းယူနိုင်တဲ့အနေအထားတွေတော့ကျွန်တော်မြင်တွေ့ရတယ်။နှစ်ပွဲထိလည်းသွင်းယူနိုင်တဲ့အနေအထားတွေတော့မြင်တွေ့နေရတဲ့အတွက်ဒါဒီနေ့ပွဲစဉ်မှာဆာလာတော့ဆိုဘောစလိုင်းတော့ကျွန်တော်တို့ဂိုးတွေဆက်ပြီးသွင်းယူနိုင်မလားဆိုတဲ့ဟာကျွန်တော်စောင့်ကြည့်ပလို့ရတယ်။ပြီးသားရှိအရန်လူစင်းမှာရှိနေတဲ့ဖက်ဒရီကိုခီယေစာတို့ပြီးသားလို့ရှိရင်ဟာဗီအီလီယော့တို့လည်းဒီနေ့ပွဲ ွယ်စင်မှာပေါ့နော်အဲရလက်တာပြပြတတမဟုတ်ဝင်တော့နိုင်ရလက်တစ်ခုရနိုင်မယ်ဆိုလို့ရှိရင်မိနစ်အနည်းငယ်ဒီနေ့ပွဲစင်မှာလည်းရဖို့အတွက်ကျွန်တော်တို့နေနေတော့မျှော်လင့်နေတယ်။ဒါတို့ပြင် Federal Kings အနေနဲ့ဆိုလို့ရှိရင်နောက်ရသည်မှာ Liverpool အနေနဲ့ဆက်ရှိမလားဆက်မရှိနေဘူးလားဆိုတော့ကျွန်တော်တို့ဘာမှပြောလို့မရသေးတဲ့အနေအထားဒါပေမဲ့ဒီရသည်မှာတော့သူ Liverpool အနေနဲ့ဆက်ရှိနေတဲ့အနေအထားမှာတော့သူတို့အသင်းလဲ Champion ဖြစ်တဲ့အနေအထားမှာဆိုလို့ရှိရင်အမ် Medal ပေါ့နော် Premier League Champion Medal ရောရစေချင်တဲ့အဲ့ဒါဆိုလို့ရှိရင်လိုအပ်နေတဲ့ပွဲတစားချင်းလို့လည်းသူအနေနဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆ Sabir. ရယူနိုင်မယ်လို့ကျွန်တော်တို့ပြောလင်းထားတယ်ပေါ့နော်ဘလိုဖြစ်ပါလီဗာပူးသင်းနေနေဆိုလို့ရှိရင်အချိန်20မြောက်ပရီးမီယာလိဖလာကိုရယူနိုင်ဖို့အတွက်အနည်းဆက်ဆုံးနေထားမှာရှိနေသလိုလက်ရှိကျွန်တော်တို့ရဲ့ဒါပေးထားချက်တွေအရဆိုလို့ရှိရင်လည်း Dotten Hotspur အသင်းလိုလီဗာပူးသင်းရဲ့အင်ဂရင်အန်ဖီမှာအနည်းဆုံးရမှတ်တမတ်နဲ့ဖြစ်နိုင်ခြေရှိတာကတော့ဒီရမှတ်3မှတ်ကိုအကောင်းဆုံးစုဆောင်းနိုင်မယ်အနေထားမှာကျွန်တော်တို့ဆက်ပြီးမြင်တွေ့နေရတယ်ကျွန်တော်စောင့်ကြည့်စရာကောင်းတာကလီဗာပူးသင်းနေနဲ့ဒါပရီးမီယာလိအဆိုဖလာတိုင်မြောက်နိုင်ဖို့အတွက်ဘယ်သူတွေက goal တွေကိုသိမ်းယူပေးသွားနိုင်မလဲဆိုတဲ့ဟာကျွန်တော်တို့အတူတူစောင့်ကြည့် းပြီးအားပေးဖို့လိုမယ်လို့ကျွန်တော်တို့သုံးသပ်မိပါတယ်။ဒါတော့ကျွန်တော်ရဲ့ဒါ Liverpool အသင်းနဲ့ Tottenham Hotspur အသင်းတို့ရဲ့ပွဲချိုသုံးသပ်ချက်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုစုံထီးကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့ Next Video မှာပြန်တွေ့ပါမယ်နော်။